မိတ်ဆွေအားလုံးမင်္ဂလာပါလူကြီး YouTube Channel မှာကြိုဆိုပါရခင်ဗျအားလုံးမင်္ဂလာပါစပယ်ကွန်နဲ့စိုက်လို့ရလားစပယ်ကွန်ကထုတ်တဲ့เนาะစပယ်ကွန်ကိုအမှုန့်ကြည့်ထားတဲ့ဟာကိုဖွဲလို့စားထိုးငွေနည်းမို့စိုက်ပြေးမှာသုံးလို့ရလားเนาะနောက်တစ်ခါစပယ်ကွန်နဲ့ကောက်အုံးမို့စိုက်လို့ရလားစသဖြင့်အဲစပယ်ကွန်နဲ့ပတ်သက်တဲ့အဲဟိုပေါ့စပယ်ကွန်နဲ့ပတ်သက်တဲ့မေးခွန်းတွေကုတလောတော်တော်လေးများလာတာတွေ့လို့နော်အဲ့တော့ ဖြေပေးလိုက်အောင်မနောက်လက်ထပ်ပြီးမေးကြအောင်ပါအဲ့တော့ပြောချင်တာကဘာလဲဆိုတော့စပယ်ပုံမှာဖိုက်ဘာတန်များတယ်ဗျာဖိုက်ဘာတန်များတာဖြစ်တဲ့အတွက်အခုကျွန်တော်တို့မှုမြင်နေဟိုမှုဝရီကိုအသင့်စားသုံးဖို့တော့ကစပယ်စပယ်ပုံမှာကအဲ့လောက်ထိဟိုအာဟာရတွေပြည့်ဝမနေဘူးเนาะပထမတစ်ချက်ကနောက်တစ်ချက်ဒီ သူကစပယ်ကုံမဖိုက်ပါရက်များတယ်เนาะဖိုက်ပါရက်များတာဖြစ်တဲ့အတွက်မှုမြင်ကအဲ့ဒီသူ့ရဲ့ဖိုက်ပါရက်ကိုထိုးဖောက်ဖို့အတွက်ကအဆင်မပြေဘူးเนาะအဲ့ဒီတော့စပယ်ကုံနဲ့ဆိုက်လို့မရဘူးလားပြောလို့ရှိရင်တော့ဆိုက်လို့ရတယ်เนาะဒါပေမဲ့စီးပွားပြီးဆိုက်လို့မရဘူးစပယ်ကုံနဲ့ဆိုက်လို့ရှိရင်တော့မှုထွက်မှုကထွက်တယ်ဒါပေမဲ့စီးပွားပြီးဆိုက်လို့တော့မရဘူးเนาะဒါလေးကိုအကြံပြုလို့သိထားပါเนาะအဲ့ဒါဘာဖြစ်လို့ဆိုတော့ကျွန်တော်ပြောတဲ့အခြေခံတစ်ချက်ပေါ့ဗျာ သူ့မှာလိုအပ်တဲ့အာဟာရမှုကြိုက်နေတဲ့အာဟာရတွေဖြည့်ဆွက်မှုထုတ်မပေးနိုင်ဘူးနောက်တစ်ချက်ကဒီ fiber တွေများတယ် fiber တွေများတော့သူ့ fiber တွေကိုကျွန်တော်မှုများထိုးပေါက်ဖို့အတွက်ကအဆင်မပြေဘူးဘာဖြစ်လို့ပြောရတာလဲဆိုရင်မှုဒီအသင့်စားသုံးနိုင်တာဒီတဝက်တွေအဆွေကိုစားတာနော်မှုအသင့်အသင့်စားသုံးနိုင်တာဒီတဝက်တွေအဆွေကိုစားတယ်အဲ့တော့လုံးဝမဆွေးမြည်နေတဲ့ဟာကြီးလည်းမစားနိုင်ဘူးလုံးဝဆွေးမြည်သွားတဲ့ဟာကြီးလည်းမစားနိုင်ဘူးအဲ့တော့မှုစားသုံးနိုင်တဲ့ ကောင်းဆုံးအနေထားဒီတူရက်ပြည့်အဆွေကိုစားတယ်နော်အဲအဲ့တော့ဒီစပယ်ကွန်လိုဟာမျိုးကိုတူရက်ပြည့်အဆွေကိုကျွန်တော်တို့ကစားသုံးတာဖြစ်တဲ့အတွက်မနှစ်ကအဲစပယ်ကွန်လေးကိုကျွန်တော်တို့ကယူပြီးစိုက်မယ်လို့ပြောရရှိတယ်ဒါပေမဲ့အဲ့ဒီလိုမျိုးမနှစ်ကစပယ်ကွန်လေးမှာယူပြီးစိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီမှာမှုရောဂါတွေအခြားမှုရိုင်းထွက်တဲ့ပြဿနာတွေပါလာပြီနော် အဲဒါတွေရရှိတယ်အဲ့ဒီမိုရိုင်းတွေကိုပြန်တတ်ပါညာနဲ့အလုပ်တွေရှုပ်တယ်ဗျာဆိုလိုချင်တာပြီးလို့ရှိရင်လည်းအဲ့ဒီစပယ်ခွန်နဲ့စိုက်တာဒီစီးပွားပြည့်စိုက်လို့ရတဲ့အနေထားမရှိဘူးလို့နော်ဒါကကောက်ရိုးမှုတော့ဖြေးပေးတာနောက်တော့ငွေနှင်းမှုမှာအဲဖွင့်လူစီးရကြီးတဲ့တိတ်ကို၄000ဝန်း၅000ဖြစ်နေတဲ့အချိန်မှာဒီစပယ်ခွန်ကိုကြိတ်ထားတဲ့ အဲအမှုံကိုဖွဲလူအစာတို့သုံးကြတယ်အဲ့ဒါကတရိဆန်အစာအနေနဲ့သုံးကြတယ်အဲတရိဆန်အစာမှာလေအဲ့ဒီဖွဲလူတွေကိုစားလိုက်တာအဲ့ဒီစပယ်ကွန်းထုတ်တဲ့ဖွဲလူတွေကိုစားလိုက်တာဒီတရိဆန်ဗိုက်ပြေသွားတာပဲရှိတယ်အာဟာရဖြစ်မသွားဘူးထင်သလားမှုံမှာလည်းဒီတိုင်းပဲเนาะကျွန်တော်တို့ကဖွဲလူဟိုဂစီတက်တို့ဘာလို့အဲ့ဒါတွေကိုလိုချင်တာနော်ကာဘိုဟိုက်ဒရိတ်ဓာတ်တို့ဒီစပယ်ကွန်မအဲ့ဒါတွေအပြည့်ဝမပါဘူးဒါကြောင့်မလို့အဲ့ဒါတွေမသုံးနိုင်ဘူးလို့เนาะအဲသုံးလို့ရှင်ပတ်စံကုန်တာပဲဖတ်တယ်မှာကျေးဇူးပါ မင်္ဂလာပါအဲဆိုတောင်ကူကဆိုက်မယ်ဆိုလို့ရှင်တောင်ကူမှာတော့သူကကောက်ရုံမှုဈေးဘက်ကကောင်းတယ်နော်ကောင်းမှုဈေးဘက်ကောင်းတယ်ဘာလို့တောင်ကူမှာဆိုက်တဲ့လူတွေရှိတယ်တောင်ကူမှာဆိုက်တဲ့လူတွေရှိတယ်ပြီးလို့ရှင်တောင်ကူမှာဘာပေါ်လဲဆိုတော့ကောက်ရိုးတွေပေါ်တယ်ဗေဒါတွေပေါ်တယ်နော်ဒါတွေနဲ့ဆိုက်လို့ရတယ်ဗေဒါကြီးပဲဆိုက်မယ်ဆိုလို့ရှင်တော့သူကချက်စကူသုံးမှရမယ်မသုံးလို့မရဘူးနော်အဲဒီကတော့ဟိုအဝေးပြေးလမ်းအရီတော့အဝေးပြေးဒီဘက်အဝေးပြေးဂိတ်ဘက်ဝင်လာလို့ရှင်ဒီဘက် ီဘက်ကဝင်လာယူကိုဝေးကြီးကဟိုဘက်ညာဘက်ချမ်းပါဆိုလို့ရှိရင် ပေရာတော်ကြီးနော်ပေရာတွေကိုနဲတာမဟုတ်ကျွန်တော်ဖြတ်သွားဖြတ်လာအဲ့ဘက်ကိုရောက်တိုင်းကျွန်တော်အဲ့ပေရာတော်ကြီးဟိုဟာသေကြအဲ့ဘက်မှာပေရာတွေနဲတာမဟုတ်နော်အဲ့မှာပေရာနဲ့ဆိုက်လို့ရတယ်နောက်တစ်ခါကောက်ယူနဲ့ဆိုက်မယ်ဆိုလဲကောက်ယူနဲ့ဆိုက်လို့ရတယ်ကောက်ယူနဲ့ဆိုက်မယ်ဆိုလို့ရှိရင်တော့ဂျက်စကူ300မလို့ကျွန်တော်တို့ကအဲဘွိုင်လာစနစ်နဲ့ဆိုင်ဆိုင်မဆိုက်လို့ရှိရင်ကောက်ယူပုံစံကွက်နဲ့နော်ဇလားပုံဆိုင်ကြီးပေါ့ဇလားပုံဆိုင်ကြီး အဲ့ဒါကျွန်တော်ရှေ့မှာတင်ထားတာရှိရဲအဲ့ဒါလေးကိုတစ်ချက်လေ့လာပြီးတော့ကြည့်လိုက်နော်ပြီးလို့ရှိရင်တောင်ဝုလို့ပြောတာဘယ်ရွာလဲတော့မသိဘူးဒါပေမဲ့အဲဆိုလိုချင်တာကအဲ့ဒီရွာနဲ့ကိုကိုကိုဆိုင်မဲ့နေရာနဲ့ဈေးဝက်နဲ့အနီးဝေးကိုအဲတေချာတွေ့တွေ့ပြီးမှကျွန်တော်တို့ကစိုက်တင်လာမစိုက်တင်လာကိုယ်အောင်ဆုံးပြန်နော်ပြီးလို့ရှိရင်အဲတောင်ကူမှာစိုက်နေတဲ့လူတွေရှိတယ်နော်ဟိုကလေးတယောက်ဆိုလို့ရှိရင်လည်းကျွန်တော်နဲ့အမြဲတမ်းစကားပြောတယ် အဲသူတို့ရှိအဲ့ဒီအဲ့ဒီအဲ့ဒီတောင်ပေါ်မှာနေစိုက်နေလို့ပဲယူသွားပြီးအရင်ဆုံးလေ့လာလေ့လာပြီးမှလုံးတင်လုံးတင်ကိုယ့်ကိုဆုံးဖြတ်နော်အဲ့တော့ကောက်ရုံးမှုသည်သူကပြည့်ရများပြည့်ရများတာဖြစ်တဲ့အတွက်အဲကျွန်တော်တို့ကချက်ချင်းရဲ့လှုပ်လှုပ်ချင်းတော့အောင်မြော်မဟုတ်ဘူးသို့ပေမဲ့အဲကြိုးစားမှုနဲ့လှုပ်ဆောင်လို့ရှိရင်အမြဲတမ်းလေးပုံမှန်လေးစိုက်သွားတယ်ဆိုလို့ရှိရင်သူကသူအချိန်နဲ့ရလို့ရှိရင် နှလုံးမှန်မှန်လေးနဲ့ရေရေရက်တည်နိုင်တဲ့စီးပွားရေးတစ်ခုလုပ်ငန်းတစ်ခုအနေနဲ့လှုပ်ဆောင်လို့ရမှာเนาะအဲ့တော့တောင်ကုန်မှာတော့စိုက်လို့ရပါတယ်နောက်တော့ကတောင်ကုန်မှာကောင်းမှုစိုက်မယ်ဆိုရင်စိုက်လို့ရတယ်အဲပုံရက်တွေလည်းပေါ်တယ်เนาะအဲဗီဒါတွေလည်းပေါ်အဲဟိုဟာပေါ့ဗီဒါလည်းပေါ်ကောက်ရိုးတွေလည်းပေါ်เนาะဒါကြောင့်အောင်မြင်ပါပါကျေးဇူးတင်ပါတယ်